ဘုန်းကြီးတို့တွေနေ့စဉ်ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်အဲ့ရကနှိုးထလာတဲ့အချိန်ကလေးကစဉ်းစားခြင်းဆိုတာစလာစိတ်ထဲနှလုံးထဲမှာအာရုံတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာလဲ သုံးမျိုးခွဲပြီးတော့သုံးမျိုးကိုနှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတာရောက်လာဖြစ်တယ်။အေးဘဝပေါ်မှာစဉ်းရင်သုံးသက်ရင်လောကလူတွေဟာဒိဋ္ဌိနဲ့များ စ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်။ရှာလို့ဖွေလို့ကိုယ်အနေနဲ့အလွယ်တကူမရဘူး။ရတဲ့ပုဂ္ဂိုလ်တွေရသွားလို့ရှင်ထိုရတဲ့ပုဂ္ဂိုလ်တွေရဲ့ပစ္စည်းဥစ္စာပေါ်မှာစိတ်ထဲမှာဘလို့တွေးမိတတ်တုံဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးမိသွားတတ်တယ် အဲ့ဒါကိုအဘိဇာလို့ခေါ်တယ်။အဘိရှေးရှုစွာစိတ်ကူးကြံစီတဲ့လောဘလို့ပြောတယ်။သူမြတ်ပစ္စည်းကိုငါဟာဖြစ်ရင် ကောင်းမှာပဲဆိုတဲ့အတွေးဟာလူတွေမှတွေးမိတတ်တယ်။အဲ့ဒီတွေးတာဟာလောဘရဲ့အတွေးဖြစ်လို့တမန်လောဘနဲ့မတူပဲကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့ သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေ့အကြုံအဘိဓါန်ဆိုတဲ့မနောကံမနောဒုစရိုက်ဖြစ်သွားသူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားအဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွားအကျိုးပေးဖို့ရင်ထဲနှလုံးထဲမှာ မျိုးစိတ်သဖွယ်တည်ရှိသွားထို့တူပဲမိမိမကျေနပ်တဲ့ပုဂ္ဂိုလ် မကျေနပ်လို့တစုံတစ်ခုအခဲမကျေဖြစ်နေတဲ့ပုံကိုယ်ကြီးအာယုန်ထဲမှာ ရောက်ရှိလာတဲ့အခါမှာဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတဲ့အတွေ့တွေးတာကိုပြာပါရလို့ခေါ်တယ်။တမမိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာပြောရပြာပါရမဟုတ်ဘူးဒေါသတော့ဟုတ်တယ် ဒါပေမဲ့မနောဒုစရိုက်ဆိုတာမဖြစ်ဘူးမနောကံဆိုတာမဖြစ်ဘူးတေးသွားရင်ကောင်းမှာပဲဒီလူ လောကကြီးကပျောက်သွားရင်ဒုက္ခရောက်သွားရင် ကောင်းမှာပဲဆိုတဲ့အတွေးကြတော့မနောကံမနောဒုစရိုက်ဖြစ်သွားပြီဒါလည်းပဲကံမျိုးစိဖြစ်သွားတယ်ရှင်နေမှာစေရနာမဟုတ်ဘူးကြာပါရဆိုတဲ့ဒေါသကံဖြစ်ရောက်သွားနောက်တစ်ခုကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်။အေးမချိမနှက်စရာတွေတွေ့ပါတော့ဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။နော်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။မကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲ။အဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားဟာ မှန်ကန်တာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညင်းပယ်ပြီးတော့ကံတရားကိုလက်မခံနဲ့အတွေးများ တွေးမိသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုဖြစ်သွားဒီဘဝဒီကိုယ်ဆန်နောင်ဘဝနောင်ကိုခံဘဝဆိုတာနောင်ဘဝဆိုတာရှိတာမဟုတ်ဘူးရှိလေကိုယ်လည်းသိတာမဟုတ်ဘူးလို့ နောင်မောကိုတရားဝင်အတိမတ်မပြုဘဲနဲ့ဓမ္မလောကကိုငင်းပယ်မယ်ဆိုလို့ရှိရင်လေမိစ္ဆာတည်းတည်းဖြစ်သွားနော်မိစ္ဆာတည်းတည်းဖြစ်သွားလောကလူတွေဟာတည်သွားပြီးတဲ့နောက်ပြန်မွေးတယ်ဆိုတာမရှိပါဘူး။ဘာကြောင့်လဲလူတွေတည်သွားပြီးတဲ့နောက်တစ်ခါမှပြန်တွေးရတာမရှိဘူး။ပြန်မတွေးကြတော့တည်သွားပြီးပျောက်ွယ်သွားတယ်လို့ပဲ။ ဒီလိုယူဆတွေးတောမိမယ်ဆိုလို့ရှိရင်လည်းပဲဒါဟာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်မနောကံအရာမြောက်သွားတယ်ရှင်နေနှလုံးသွင်းမှာဖြစ်တာနဲ့မနောထုဆိုင်ဆိုတဲ့အတ္တမမမှန်ကန်တဲ့အတွေးတွေဖြစ်သွားပြီဒါကလည်းအကျိုးပေးသွားနိုင် မကောင်းတဲ့ဘက်မှာဒီလိုဆုံးလို့ပေါ့နှုတ်ကနေပြီးတော့ ပြောဆိုကြတဲ့အခါမှာတယောက်နဲ့တယောက်ဆုံတွေ့လို့နှုတ်ကနေပြောဆိုကြတဲ့အခါမှာမမှန်ကန်တာကို မမှန်ကန်မှန်းသိပဲသားနဲ့သူတလွဲမှတ်သွားလာအောင်မှတ်သွားအောင်မှတ်သားသွားအောင်မမှန်မကန်ပြောဆိုလိုက်တယ်မမှန်မကန်လှုပ်ပြလိုက်တယ်တလွဲနားလည်သွားအောင်စေရနာနဲ့လှုပ်ပြလိုက်တယ်တိမ့်တယ်လို့ပြောတာဘုဒ္ဓဘာသာ ပါဇာကလိမ်မမဟုတ်ဘူးမမမကန်နားလဲတော့တခုလုတ်ပြလိုက်တာလိမ့်လေးလဲစားလိုက်တာတစ်ဖက်သားကကိုလဲစားတဲ့အတိုင်းယုံသွားပြီဆိုလို့ရှိရင်ဟောမုဒ္ဒဝါရဆိုတဲ့ပစီကံဖြစ်သွားပြန်နော်ပစီကံဖြစ်သွားအေးတယောက်နဲ့တယောက်ခင်ငယ်မင်မင်ရှိနေတာကိုတုံးတဲ့သူအထင်လွဲသွားအောင် ပဲပိုင်လို့ခေါ်တဲ့ဝေယမအတင်းပြောပြီးတော့သူနဲ့သူမတက်အောင် ပြောလိုက်လို့တစ်ဖက်သားကသူနဲ့သူဆင်မပြေဖြစ်သွားပြီးကိုကတော့ကျေစုတင်တယ်ဆိုတဲ့အနေထားမျိုးရောက်သွားလို့ရှိရင်ပိတုဏဝါစာလို့ခေါ်တယ်ဝစီဒုစရိုက်ဖြစ်သွားတယ် နောက်တစ်ဖန်လူတွေမကြင်တတ်တဲ့အခါကျတော့နေမင်းကဆာဆဲကြတယ်။ရိုင်းဆိုင်တဲ့စကားကိုပြောတယ်။ဆဲတယ်ဆိုတာအမျိုးဆုံးရှိတယ်။ယောဂာနဲ့အမိတက်ပြီးဆဲတာလဲဆဲတယ်လို့ခေါ်တယ်။အသားရောင်နဲ့အမိတက်ပြီးဆဲရင်လည်းဆဲတယ်လို့ခေါ်တယ်။ဆိုပါစို့ယောဂာနဲ့အမိတက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကို ဆဲတဲ့အခါ မိရပိမိရချောင်းလို့ပြောလို့ရှင်ဒါလည်းဆဲရရောက်တယ်။ယောက်ျားတယောက်ကိုဆဲပြီဆိုရင်ဒူလာလို့ပြောရင်ဒါလည်းဆဲရရောက်တယ်နော်။ဖရဒဝါစာလို့ခေါ်တယ်။ပဇက်ကနေထုတ်ပြီးဆဲမှမဟုတ်ဘူး Facebook ထဲမှာရေးပြီးတင်လိုက်လို့ရှင်လေ။ဝစီတူစလိုက်ပဲဖြစ်တယ်။နှုတ်ကပြောတဲ့ဝစီတူစလိုက်မဟုတ်ဘူး။လက်နဲ့ဖော်ပြတဲ့ဝစီတူစလိုက် သို့တော့အဲ့ဒါလည်းဝစီကံထဲမှာထည့်ရတယ်။ခေါ်လို့ခေါ်လိုက်တာကတော့နှုတ်နဲ့ပေါ်တာပဲ။ဒါပဲဒါကိုဝစီကံလို့ပဲခေါ်။အဲ့ဒါလို့လောကကြီးမှာမကောင်းမှု အကုသိုလ်ဆိုရဲအတ္တမတဲ့။နှုတ်နဲ့ကျွလွန်ကြတာဖြစ်ကောင်းကျိုးချမ်းသာကိုပေးနိုင်စွာမရှိတဲ့အကြောင်းအရာတွေကိုလူတွေထင်လွဲအောင် အမှန်ထင်အောင်အကျိုးမဲ့စကားတွေကို ပြောဆိုမယ်မဟုတ်တန်တရားတွေကို ပြောဆိုမယ်ကောင်းကျိုးရှိတဲ့ရောင်ရောင်ထုတ်ဖော်ပြီးတော့ကျိုးမရှိတဲ့စကားတွေနဲ့ချိန်ဖြုံးစေမယ်လူတွေအသိဉာဏ်ကိုမှန်တိုက်မယ်ဆိုရင်တမ္ပလပါဖြစ်ပြအဲ့ဒါဝစီကံတို့ခေါ်တဲ့အကုသိုလ်တွေကိုယ့်ရင်ထဲမှာဖြစ်လာအဲ့တော့တမ္မာအပြင်ကြည့်မယ်ဆိုလို့ရှိရင် အကုသိုလ်မလုပ်ဘူးလို့ထင်ကောင်းထင်ရလိမ့်မယ်အကုသိုလ်မလုပ်ပါဘူးဈေးအောင်စားတာပါဈေးအောင်ရင်ရောအကုသိုလ်တွေဖြစ်ဘူးလားဆိုနော်ဈေးအောင်ရင်လည်းမမမကန်လို့ရင်အကုသိုလ်တွေဖြစ်တယ်စိတ်ထဲကအတွေးတွေမှာအကုသိုလ်တွေးတွေတွေးမိလို့ရှင်အကုသိုလ်တွေဖြစ်လာအကိုင်ကမြောက်အနေနဲ့ကြတော့သူများတဲ့တတ်အောင်သူများတဲ့တတ်ဖို့ကြိုးစားတယ် သို့မဟုတ်လူတယောက်အသက်ဆုံးမသွားအောင်ခိုင်းစေတယ်ဆိုရင်ပဏ္ဏိပါဒကထိုက်သူများဥစ္စာမမမကန်နည်းတွေနဲ့ရအောင်ယူတယ်အဲ့လိုယူတယ်ဆိုလို့ရှိရင်အရိဏဒါနဖြစ်တယ်ကာမိတုမိစ္ဆာသာရကီဝိသုဒ္ဓ မိဘတွေဆောင်းရှောက်မှုမကင်းနဲ့အိမ်တော်မရှိတဲ့အမျိုးသမီးပဲဖြစ်စီသို့မဟုတ်အိမ်တော်ကြပြီးသားအမျိုးသားအမျိုးသမီးပဲဖြစ်စီကာမိသမိတ်ဆာဆာရကျွလွန်လို့ရှင်ကာမိသမိတ်ဆာဆာရဖြစ်တယ်အဲ့ဒီအကုသိုလ်ကံတွေဟာပါဏာတိပါဒရောအရိဏာတဏ္ဍရောကာမိသမိတ်ဆာဆာရရောဆို ကာမိတုမိစ္ဆာစာရကတော့အလွန်သိတာဉာဏ်နဲ့လို့ပြောဘုဒ္ဓပဏ္ဏိပတ္တကလည်းသိတာဉာဏ်နဲ့အရိဏဒါနကြတော့အလွန်သိမ်မွေးတယ်လို့ပြောအမတ်တမဲ့သူများပစ္စည်းပစ္စည်းတခုလိန်ရောင်းလိုက်တာနဲ့ပဲအရိဏဒါနလည်းဖြစ်သွားပြီပေါ့နော်အဲ့ဒီလိုဟာမျိုးတွေကိုယ်မှာအပြစ်မကင်းတဲ့လောရတ္တိ အခုပြောခဲ့တဲ့အကြောင်းအရာတွေကိုပါပလို့ခေါ်တယ်။ဆဲဒုက္ခရှိတဲ့စီကို ပို့ပေးတတ်တယ်။မကောင်းမှုအကုသိုလ်လို့ဒီလိုပြောတယ်။မကောင်းမှုအကုသိုလ်ဆိုတာဖះကမကောင်းမှုအကုသိုလ်လို့ပြောလို့မကောင်းမှုအကုသိုလ်ဖြစ်တာမဟုတ်ဘူး။တဘာဝကောဒါတွေလှုပ်လို့ရှင် ဆိုးချိုးဖြစ်တယ်။ဥပမာမဲ့မိဟာပူစေဆိုလို့ပူတာမဟုတ်ဘူး။သူ့တဘာဝကပူ မိကိုထိတဲ့ကြိုင်တဲ့ပုံကိုယ်တိုင်းကမိလောင်ခြင်းပူလောင်ခြင်းခံရမှာဒါသဘာဝပဲဖြစ်တယ်။အကုသိုလ်ဆိုတာလည်းထို့တူပဲမိမိရဲ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ထို့အကုသိုလ်ကဖြစ်ပေါ်စေတဲ့အကျိုးတရားဟာဆိုးကျိုးတာလည်းဖြစ်တယ်။ဥပမာဘာနဲ့စဉ်းစားရမလဲလို့ဆိုရင်မတဲ့တဲ့အစာကိုစားလိုက်မိတယ် ကိုယောဂနဲ့ပဲဖြစ်စေကိုခန္ဓာကိုယ်နဲ့ပဲဖြစ်စေမတဲ့တဲ့အစာစားမတဲ့တဲ့အစာစားလိုက်လို့ဘိုင်းနာမဲဝမ်းလျှောက်မဲအ ਨੇ ဆုံးယောဂရှင်ယောဂတိုးလာမယ်အစာအာဟာရသီးပင်နဲ့ဆိုးကျိုးကိုဖြစ်ပေါ်စေနော်ဆိုးကျိုးကိုဖြစ်စေရှင်ဒီယုတ် ရုပ်တရားကပဲဆိုးကျိုးပေးနိုင်သေးတာစိတ်ထဲမှာဖြစ်တဲ့ဟာလည်းပဲထို့တူပဲဥပမာမဲ့အစိတ်စားပြီးရင်ခန္ဓာကိုယ်ထိခိုက်ရုပ်ခန္ဓာကိုယ်မှာအစိတ်တဲ့တဲ့အခါပူလောင်မှုခံခုနအကုသိုလ်တွေကြစိတ်ကိုအစိတ်တဲ့နေတာပဲဖြစ်တယ်ကိုယ်စိတ်ထဲမှာအစိတ်တဲ့သွားတာ လူရဲစိတ်ဟာတမာအဖြစ်ချူစင်းနေတယ်ချူစင်းနေတဲ့စိတ်ကလေးကိုအယောင်ဆိုးပေးလိုက်တယ်လူကျင်စိတ်တွေဖြစ်လာတယ်မုန်းလိစိတ်တွေဖြစ်လာတယ်အမှန်မသိတဲ့စိတ်တွေဖြစ်လာမမနာတွေဖြစ်လာတယ်အိတ်သားဆိုတာမနာလိုမှုတွေဖြစ်လာတယ်မစ္စရိယဆိုတဲ့ကိုးသားချိပွားလို့တဲ့ချင်းမြောင်းတဲ့အတွေ့တွေဖြစ်ပေါ်လာတယ် အဲ့ဒီအကုသိုလ်တွေဟာစိတ်ကိုပျက်စီးစေတတ်တဲ့အကုသိုလ်တွေဖြစ်တယ်စိတ်ရဲ့ပွင့်စင်းနေလို့ပြောလို့ရတယ်စိတ်ကိုအစိတ်တောက်ဖြစ်စေတတ်တယ်အဲ့ဒီစိတ်ထဲမှာအစိတ်တောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီအစိတ်တောက်ရဲ့ဆိုးကျိုးဆိုတာလားပဲအစိတ်ဆိုတာတနည်းနည်းနဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေတယ် ထို့တူပဲယင်နေဖြစ်သွားတဲ့လောဘယင်နေဖြစ်သွားတဲ့ဒေါသအစိတ်တွေအဲ့ဒီအစိတ်ဟာစိုးကြိုးပဲဖြစ်ပေါ်စေအမှန်တရားထားကြည့်ဒေါသဖြစ်တဲ့လူတယောက်ဟာမကြည်မချမ်းဖြစ်နေတာဒါအစိတ်တဲ့နေတယ်လို့ခေါ်တာနော်အစိတ်တဲ့နဲ့သရဝါတူဟာအငြိမ့်မနေနိုင်ဘူးစိတ်ထဲမှာဒေါသဖြစ်လို့ရှင်ဒါအစိတ်တဲ့သွားတာခေါ် မျက်နှာကြီးညည်းရလာတယ်မပြောသေးတဲ့စကားတွေပြောလာတယ်တမာအဖြစ်မပြောရတဲ့စကားတွေပြောလာမလုံးဝနဲ့အလုပ်တွေလုပ်လာဒေါသဆိုတဲ့အစိတ်တင့်သွားပြီဆိုရင်လူဟာယူနှမ်းသွားခြင်းဒေါသဆိုတဲ့အစိတ်ကြောင့်မဖြစ်တင်တာတွေဖြစ်သွားခြင်းဆိုတော့ဒီဘဝတည်းမဲ့ဆိုးကျိုးတွေပေါ်လာ ဒါကြောင့်မို့လောဘဆိုတာလည်းအစိတ်တစ်မျိုးပဲဒေါသဆိုတာလည်းအစိတ်တစ်မျိုးပဲမောဟတွေမမနာတွေအိတ်တာတွေဝိစရိယတွေဆိုတာစိတ်တစ်မျိုးပဲရှင်တဲ့နှလုံးထဲမှာဖြစ်လာပြီးစိတ်ထဲမှာပေါ်လာပြီးစိဖြူးစင်တန်ရှင်းတဲ့စိတ်ကလေးဟာအစိတ်တောက်ဖြစ်ပြီးမကြမ်းမမဖြစ်သွားတာပဲဒါသိချာအဲ့ဒီမကြမ်းမမဖြစ်သွားတာသူကသူဖြစ်ပြီးပြောင်းသွားတာမဟုတ်ဘူးမျိုးစိတ်လေးတွေဖြစ်သွားတယ် အသီးသီးပြီးဆိုလိုက်တာနဲ့တပြိုင်နဲ့အသီးထဲမှာအစိတ်ကလေးတွေပါလာအဲ့ဒီအစိတ်လေးကရင့်လာတဲ့အခါဘာဖြစ်လဲပင်ပေါက်စိတ်အဖြစ်ဖြစ်ဘုန်းကြီးတို့တွေရဲ့ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေဟာအပင်ပေါက်ဖို့အတွက်မျိုးစေ့ချနေတာပဲဖြစ်တယ်ပေါ့ဒါကြောင့်တမအဖြစ်လူတယောက်ဟာကောင်းတာလုပ်နေတယ်လို့ဆိုတော့လေကိုယ့်ဘကိုယ်ကိုယ်စိတ်ကို ကိုစမ်းစစ်ကြည့်ရမှာဖြစ်တယ်ငါစိတ်ဟာလောဘနဲ့တွဲနေသလားဒေါသနဲ့တွဲသလားမောဟနဲ့ကိုစိတ်ကိုမင်းတို့ချက်ကပ်ဆိုတာစိတ်ကိုစစ်ဆေးကြည့်ရတမန်အဖြစ်တော့ကိုဟာလူတော်လူကောင်းတယောက်လိုပဲမြင်ကြမှာပဲကိုလူတော်လူကောင်းဘုရားမလုပ်ဘူးလို့ထင်ကောင်းတယ်သို့တော်ယင်တဲ့နှလုံးထဲမှာအကုသိုလ်တွေဖြစ်နေလို့ရှိရင်ငါတို့ စိတ်တောက်နေလုံနေတာပဲကိုအဲ့ဒါကိုစဉ်းစားတတ်ဖို့လိုအပ်တယ်ကိုရှင်တဲ့နှလုံးထဲဖြစ်နေတဲ့အကုသိုလ်တရားတွေကိုရှင်းချဖို့ရစူးစမ်းပါအဲ့လိုရှင်းချတဲ့အခါမှာတတိထားပြီးတော့ရှင်းချတယ်ဆင်ញင်တော်တရားနဲ့ရှင်းချတယ်ကိုကျင့်သီလနဲ့ရှင်းချတယ် မိမိရရှိထားတဲ့ဘောဓုတ္တရည်နဲ့ဆင်ញင်သုံးသပ်ပြီးရှော့ချတယ်အသိပညာနဲ့ရှော့ချတယ်ဆိုတာလုံးဝမဟုတ်ဖြစ်အဲ့ဒါလို့မလုပ်လို့ရှိရင် ပုံမှန်အားဖြင့်ဒီအာယုံနဲ့တွေ့ရင်လောဘဖြစ်ရမယ့်အာယုံဆိုလောဘဖြစ်တာဒေါသဖြစ်စရာအာယုံဆိုဒေါသဖြစ်လိုက်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင် လောဘဒေါသဆိုတဲ့ကိုယ်ရင်ထဲမှာ ဖြစ်သွားတဲ့အရာတွေဟာတမာအားဖြင့်ဖြစ်ပြီးပျောက်ပြစ်သွားတာမဟုတ်ခဲနဲ့ မျိုးစေ့တွေဖြစ်သွားကြအဲ့ဒါကိုပဲကံလို့ခေါ်တာဖြစ်တယ်မြတ်စွာဘုရားကတတိပေးဆုံးမတယ်လူတိုင်းလူတိုင်းဟာအာယုန်တစ်ခုနဲ့တွေ့လို့ရှိရင်အကုသိုလ်လားကုသိုလ်လားစိတ်ကောင်းလားစိတ်မကောင်းလားတစ်ခုတော့ဖြစ်လာတယ်ဟုတ်နော်တစ်ခုတော့ဖြစ်လာတယ် ဥဘောပုံញင်းစပပင်းစယမ်မေသောခုရုတိဣတာလူ့ဘဝရလာတဲ့လူသားတယောက်ဟာတဲ့ကောင်းတာလည်းလုပ်မိတယ်မကောင်းတာလည်းလုပ်မိတယ်ကောင်းတာတွေလည်းသူ့ယင်ထဲမှာဖြစ်တယ်မကောင်းတာတွေလည်းသူ့ယင်ထဲဖြစ်တယ်အတွေ့အနေနဲ့သူ့ယင်ထဲမှာနှလုံးထဲမှာဖြစ်လာနော်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တာမကြိုက်တာလည်းမဆိုင်ဘူး ကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးမကောင်းမှုအကုသိုလ်ဆိုတာပွင့်စင်းလို့ဟာမျိုးတွေပဲအေးကောင်းတာလည်းဖြစ်တယ်မကောင်းတာလည်းဖြစ်တယ်ဖြစ်လာရင်ဘာဖြစ်လဲဆိုရင်တင်ညိတတ္တသက္ကံဟောတိကိုယ့်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းမကောင်းဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်နဲ့ပဲပတ်သက်သွားပြီပတ်သက်တယ်ဆိုတာ responsible တာဝန်ရှိသွားပြီလို့ပြောတာเนาะ ကိုရင်နဲ့ရောက်သွားကိုစားလိုက်တဲ့အစားအစာဟာဖိုင်းနာစရာရှိရင် ကိုပဲနာမှာပဲလေကောင်းလို့ရှိရင်လည်းကြမ်းမာတယ်ဆိုရင် ကိုပဲကြမ်းမာကိုရင်နဲ့ရောက်သွားတဲ့အကုသိုလ်တစ်ခုဟာကို့အတွက်ဆိုးကျိုးပေးဖို့ဖြစ်လာကိုရင်နဲ့ရောက်လာတဲ့ကုသိုလ်ကလည်းကောင်းကျိုးချမ်းသာရဖို့ဖြစ်လာမှာဖြစ်တယ်ဒါရင်လားဒီဘဝတင်လားကောင်းကျိုးဆိုးကျိုးပေးတာလားလို့ဆိုဘယ်ဟုတ်မလဲ ကြံတဲ့ဟာတွေကတော့ထားခဲ့ရတာဖြစ်တော့လေပဲခုကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့အကောင်းဆုံးကံမျိုးတွေကတော့တင်စအာရယခစ္စတိဘဝမှာယူသွားရမယ့်အရာတွေဖြစ်တယ်ကိုယ်နဲ့ပါသွားမယ့်အရာတွေဖြစ်တယ်ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းမှုကုသိုလ်တွေပါသွားမှာပဲမကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းမှုအကုသိုလ်တွေပါသွားမှာဒီလိုဆိုလိုတာပေါ့နော်ကောင်းမကောင်းနေဟာ တရဝရင်ရဲ့အနေအထားကိုကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်ဒီလိုဖြစ်နေရင်ဘလို့လောကဘာလုံးတဲ့နလဲဆိုတော့ဒါမြတ်စွာဘုရားရဲ့အဆုံးမှာတဘာဝအပြင်လူတွေအကောင်းလဲလုပ်တဲ့ဆိုးတဲ့လုပ်တဲ့ဆိုရင်ဘလို့နေရမလဲဘာလုံးရမလဲမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ် အတ္တနေစေပြိယံစညာနာနပပိနတန်ယုစေကိုယ်ကိုတံမိုးထားပြီးတော့ကိုယ်ကိုမျက်နှိုးတယ်ဆိုရင်လူတရားကိုယ်ကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုယ်ပဲလုံနေကြတယ်နော် ကိုယ်ပဲလုံကြတာပဲလေကောင်းတဲ့ခြင်းပြီးလုံကြတာကြီးပဲကောင်းတော့အဲ့တော့ကိုယ်ကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင် နနံဗပေနတန်ယုစီမကောင်းမှုအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူပြော။ဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရီမကောင်းတာလုပ်ပြီးကောင်းရချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရပထမခဲနေမရနိုင်ဘူးလို့ပြော မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့ပြောအေးဒါကြောင့်မို့နေစင်တဲ့မြတ်ဘဝမှာတတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကိုကြွဲကြွဲပြပြသိရှိနားလည်ပြီးမကောင်းမှုအကုသိုလ်မှန်သမျှကိုအတ္တမလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ် အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကို အနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေကောင်းမှုကုသိုလ်တွေကြတော့အတ္ထကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိတယ်အဲ့ဒါကိုကွဲကွဲပြားပြားခြားခြားနားနားသိပြီးတော့ကိုယ်ကိုမြတ်လို့ရတယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဒါကြောင့်မို့မိမိတို့နှစ်စဉ်ရှာကြံထားကြတဲ့ ဝေချေတနာတွေနှမြောမဖက်ပဲကုသကောင်းမှုရခြင်းလို့နှစ်စင်ကထိန်ခင်းကြတယ်ရရှိကြတယ်ကုသကောင်းမှုရအောင်ကြိုးစားအထောက်ကြတယ်ဟုတ်ဒါဟာသူများလို့လို့လှုပ်တာပဲဖြစ်စေအမတ်တရားပဲအမတ်တမဲ့လှုပ်တာပဲဖြစ်စေအမတ်တရားလှုပ်တာပဲဖြစ်စေလှုပ်တဲ့အချိန်မှာစိတ်စေတနာစွမ်းအားနဲ့လှုပ်ကြတာဖြစ်လို့ ကိုယ်ရင်နဲ့နှလုံးနဲ့ကဖလှူလိုက်ပြီးတန်းလိုက်ပြီးဆိုလို့ရှိရင်မျိုးစေ့တွေဖြစ်သွားတယ်အဲ့ဒီမျိုးစေ့တွေကကိုယ်စီကိုတုံ့ပြန်လာမှာဖြစ်တယ်တရစီကိုဆက်လိုက်ရင်တရပင်တရပင်ကတီးတဲ့အခါတရတီးဒီလိုအကျိုးတရားကတော့ပြန်ရလာမှာပဲဖြစ်တယ်ပေါ့ကြောက်ပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူးကိုယ်လုံးတဲ့အလုပ်ဟာအမတ်တရလုံးတာပဲဖြစ်စေအမတ်တမဲ့လုံးလိုက်တာပဲဖြစ်စေ ကံကြမ္မာရဲ့သဘာဝဟာရှင်နေနှလုံးနဲ့ရောက်သွားလို့ရှင်အကျိုးမပေးရဘဲနဲ့လုံးဝကြီးပျောက်ကွယ်သွားတာမျိုးမရှိဘူးဒီဘဝမှာအကျိုးပေးရမယ်ဆိုရင်ဒီဘဝအကျိုးပေးမယ်တချို့ကဒီဘဝမှာအကျိုးပေးမယ်တချို့ကနောက်ဘဝမှာအကျိုးပေးမယ်တချို့ကတန်တရာထဲမှာရှိသည်မအကျိုးပေးမယ်ကံတရားဟာ၃မျိုး၃မျိုး꿰သွားတယ်ရှင်နေရောက်လာတဲ့ ကံတရားတွေကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေသုံးမျိုးသုံးစားကွဲပြားခြားနားသွားဒီဘဝတွင်အကျိုးခံစားရမယ့်ကံမျိုးတောင်ဘဝကြမှာအကျိုးခံစားရတဲ့ကံမျိုးအေးတတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမယ့်ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ ကံတွေဟာသုံးမျိုးသုံးစားကွဲပြားခြားနားသွားပြီးကုသဏ္ဏမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာ ဖြစ်တယ်ပေါ့တပင်းလေးကြည့်ပါလားအပင်လေးတွေဟာနော်ပုံလာပင်တို့လိုမြေုပ်ပင်တို့လိုခဲန်းခြင်းပင်တို့လိုအခုဆိုင်မကြခင်ပေါက်လာပြီးတော့မကြခင်ပွင့်မကြခင်အတိအကျတယ် တတန်တို့တဲ့ပင်လေးတွေဟာချက်ချင်းကျုပ်ပြီးနည်းနည်းတတန်ကြာတဲ့အပင်တွေကျတော့နှစ်နှစ်သုံးနှစ်ဆောင်ရတယ်အလွန်တတန်ရှိတဲ့ပင်တွေကျတော့10နှစ်15နှစ်နှစ်20ဆိုတာလို့အကျိုးပေးတဲ့အချိန်ချင်းဟာမတူညီကြဘူးတဲ့ဒါကြောင့်မို့တတိထာမှာတော့ကိုယ်ဘဝအတွက်တမိုးတက်စေတတ်တဲ့ကုသတရားကို 就是阿丑王嘛，皮的。